မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေမတ်လ26ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်အမြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်အများအားဖြင့်တာယာနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျန်မင်္ဂလာပင်လယ်တို့တွင်တိမ်နှင်းငယ်မှတိမ်ထင်းထင်းဖြစ်ထွန်းနေပါမယ်ဒီဂရီညနေတီခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှုနဲ့ငယ်ထစ်ချုံရွာနေပါတယ်ရွာရံလုံး60ဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်အများအပြားတာယာပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်တင်တင်ဖြစ်ထွန်းပါမယ်။မြမပင်လေးပြည်နယ်လိုင်းနေငယ်မှလိုင်းတင်တင်ရှိပါမယ်။လိုင်းမြမမြမကန်ယူနေတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်လေးပင်မှာခုနှစ်ပင်ခန့်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့တွင်နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပါသည်။ နေပြည်တော်မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတိခံမှန်းကြကတော့ဒိန်နေငယ်ဖြစ်ထုံပါမယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေတိခံမှန်းကြကတော့အများအားဖြင့်တာယာပါမယ်ရှင်။